တရားနာတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေကလူပေမဲ့လို့ဘောဓုတ္တကျွဲတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ဘောဓုတ္တကျွဲတဲ့ပုဂ္ဂိုလ်တွေကအာဘယ်ဘုန်းကြီးဟောတာမှားတယ်ဘယ်ဘုန်းကြီးကဘလို့နဲ့ဆိုပြီးတော့အပြစ်တင်ဆွဆွဲကဲရဲ့ပြီးတော့ပြောဆိုတတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတတ်တယ်။တရားဟောပြီဆိုလို့ရှိရင်အမားရှာပြီးတော့အကွက်ထောက်တဲ့စိတ်ဓာတ်မျိုးနဲ့မနာနဲ့တရားနာပြီဆိုရင် ဒီမှန်ကန်တဲ့အကွက်ကလေးကိုသာအာယုံဆိုင်ပြီးတော့ဒီတရားမျိုးကိုသိအောင်ကြိုးစားအနုပါရမစိတ်တာဆွဆွဲလူစိတ်ခဲရလူစိတ်ပြစ်တင်လူစိတ်တိမှတ်ထားပဲဒီဟာတော့ဒီကိုယ်တော်ဟောတာမဟုတ်ဘူးဆိုပြီးကိုသိလို့တဲ့စိတ်နဲ့ဆိုရင်ကိစ္စမရှိပါဘူးနော်အမားမှအမှားမှန်တည်တဲ့စိတ်နဲ့နာလာတော့ကစားရှိလို့ဆိုလိုတာကအပြစ်တင်မှု တချို့ကျတော့အပြစ်တင်မှုတက်တက်နာယူတာဖြစ်တယ်ဖြစ်တယ်မို့မှတ်သားထားပြီးတော့ဖြစ်ပြောဖို့အဲ့ဒီလိုစိတ်မျိုးနဲ့တရားဘယ်တော့မှမနာနဲ့တဲ့တိလိုစိတ်နဲ့နာပါလို့ဆိုလိုတယ်တိလိုစိတ်နဲ့နာတဲ့အခါမှာကိုယ်မှတ်သားစရာပါလိုက်ရင်မှတ်သားမယ်ဆိုတဲ့စိတ်နဲ့ပဲမှတ်သားပေါ့နော်အဲ့ဒီလိုဒီချက်လည်းပဲအရေးကြီးတဲ့အချက်တစ်ခုတဲ့